ကမ်ဘောဒီးယားနဲ့ငင်းချမ်းကြီးသဘောတူညီချက်အားလုံးကိုအကန့်အသတ်မရှိရပ်ဆိုင်းလိုက်တဲ့ထိုင်းဝန်ကြီးချုပ် November 10ရက်2025ထိုင်းကမ္ဘောဒီးယားနယ်စပ်စီဆက်ခရိုင်မှာမိုင်းပေါက်ကွယ်မှုဖြစ်ပွားခဲ့ပါတယ်။ထိုင်းစစ်သား2ဦးကနေ4ဦးဒဏ်ရာရရှိခဲ့ပြီး2ဦးကခြေရောက်ဆုံးရှုံးခဲ့ပါတယ်။မိုင်းအမျိုးအစားကဆိုဖြတ်မူရင် PMN2 တပ်ဖွဲ့မိုင်းဖြစ်ပါတယ်။ ထိုင်းကကမ္ဘောဒီးယားကိုမိုင်းအသစ်တွေချထားတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒီလိုမိုင်းပောက်ကွဲမှုတွေဇူလိုင်လကတည်းကဖြစ်ခဲ့ပြီးထိုင်းစစ်သား9ဦးထပ်မံတန်ရာရရှိခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရကူကကမ္ဘောဒီးယားနဲ့သဘောတူညီချက်အားလုံးကို အချိန်မရွေးရပ်ဆိုင်းလိုက်တယ်လို့ညွှန်ကြားခဲ့ပါတယ်။ထိုင်းကကမ္ဘောဒီးယားကို မိုင်းရှင်းလင်းရေးဟန်တားတယ်လို့ဆွဆွဲပြီးတောင်းပန်ဖို့ဆိုခဲ့ပါတယ်။ စစ်တုံးပန်ဆရှိဦးလူပေးမှုကိုလည်းရွှေ့ဆိုင်ခဲ့ပြီးအမေရိကန်နဲ့မလေးရှားကိုအတိပေးရှင်းပြမယ်လို့ဆိုပါရယ်ကမ္ဘောဒီးယားကမိုင်းအစ်စ်မချားခဲ့ကြောင်းညင်းဆိုခဲ့ပြီးညင်းချမ်းရေးသဘောတူညီချက်ကိုလိုင်းနာမယ်လို့ပြောခဲ့ပါရယ်မိုင်းဟောင်းတွေထည့်ပြီးမိုင်းတွေရှိနိုင်တဲ့နေရာတွေမှာကင်းမလှည့်ဖို့တိုက်တွန်းခဲ့ပါရယ်အမေရိကန်နိုင်ငံသားရေးဌာနကအချက်အလက်တွေစုဆောင်းနေပြီးတည်ငြိမ်ရေးထိန်းသိမ်းဖို့တိုက်တွန်းခဲ့ပါရယ်မလေးရှားကပြဿနာဖြေရှင်းဖို့စ조사နေပါရယ် ဒီရဆိုင်မှုဟာ Trump လှုပ်ဆောင်ခဲ့တဲ့ငင်းချမ်းရေးသဘောတူညီချက်အတွက်အကြီးဆုံးဆန့်သတ်မှုဖြစ်ပါတယ်။ထိုင်းမှာနေစားကိစ္စနဲ့ပတ်သက်ပြီးပြည်သူခန်းစားချက်တွေပြင်းထန်နေပြီးငင်းချမ်းရေးချင်းကပ်မှုအတွက်နေရာနှဲပါနေပါတယ်။ဒီပဋိပက္ခပြန်ထစ်လာရင် data တွင်တည်ငြိမ်မှုထိခိုက်နိုင်ပြီးပညာရှင်တွေကနေမီအငင်းပွားမှုအတွက်ပြီးပြည့်စုံတဲ့ငင်းချမ်းရေးစာချုပ်လိုအပ်တယ်လို့ပြောဆိုနေကြပါရဲ့ရှင်။